အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစေကျွန်တော်ဒီနေရာကနေပြီးတော့အဆုံမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီနေ့မှာတော့ဒါခင်ဗျားတို့ကဒါကျွန်တော်လည်းနည်းနည်းလေးလေးပြပြချင်တယ်ပေါ့အခုလက်ရှိမှာလည်းလူတော်များလည်းစိတ်ဝင်စားမယ်လို့ထင်တဲ့အချက်တစ်ချက်ပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့ဘောလုံးပွဲလက်မှတ်တွေဝယ်တဲ့နေရာမှာဒါလူတွေပြောသူဒါကျွန်တော်တို့ဈေးတွေကြီးလားဘာတွေဖြစ်လားညာတွေဖြစ်လားပေါ့နော်လူတိုင်းဘောလုံးပွဲသွားကြည့်နိုင်လားဆိုတဲ့ဒါကျွန်တော်တို့ အချက်တွေရှိတယ်အဲ့တော့ခမရအခုလက်ရှိမှာဒါကျွန်တော်နိုင်ငံသားမှာကြောင်းတက်နေအခုလက်ရှိမှာဒါကျွန်တော်မြန်မာနိုင်ငံကလူတော်များဒါရှန်ဂျန်မှာကြောင်းတက်နေတဲ့လူတွေရှိတယ်ပေါ့နော်ရှန်ဂျန်ကဒါကျွန်တော်တို့ UK visa ရှောက်ရတာမခတ်ဘူးလို့ထင်ပါတယ်အဲ့ဒီလူတွေတော့သိပြီမှာအဲ့တော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့အခုနောက်ပိုင်းမှာ Facebook chat box ကျွန်တော် Facebook တော့မသုံးဘူးပေါ့နော် Facebook မသုံးတော့ကျွန်တော်ရတာ Facebook page မသုံးမိမဲ့လေကျွန်တော် chat box မှာလာမေးနေတဲ့လူငယ်တွေအများကြီးရှိတယ်ဘလို့မဲ့တော့ကြည့်ရင်ဘလို့မျိုးရှိရှိအဲ့တော့အဓိကကတော့ ဒီနေရာမှာကိုအားပေးတဲ့အသင်းပေါ်လေအများကြီးမူတည်မယ်လို့ကျွန်တော်ရဲ့ပုံကိုယ်ရေးရမှာကျွန်တော်မြင်တယ်။ဥပမာလက်ရှိမှာခမားကအာစနယ်အားပေးတယ်လက်ရှိမှာဒါလီဗာပူးအားပေးတယ်ဒါချယ်ဆီအားပေးတယ်အခုချိန်မှာပေါ့နော်အဲ့ဒါဆိုတော့လက်မှတ်ဝယ်ထားခတ်တဲ့အနေထားမှရှိတယ်။ဒါဥပမာအဓိကတော့အာစနယ်ပေါ့နော်အခုလက်ရှိဒီနောက်ပိုင်းမှာဒါကျွန်တော်အာစနယ်အသင်းကလက်မှတ်နဲ့ပတ်သက်ရင်နံပါတ်1အမြင်နဲ့ပြီးတယ်။အာစနယ်အသင်းနဲ့ပတ်သက်ရင်ကျွန်တော်လက်မှတ်ဝယ်ပြီးဆိုရင်မှောင်ခူကပဲတော်တော်များများဝယ်ရတယ်တော့မှာပါတယ်။ခမားခမားပွဲချောင်လာပါတယ်ဆိုတဲ့ကာရာဘောပဲဖြစ်ဖြစ်ဒါကျွန်တော်လက်ရှိဒါ FA ပဲဖြစ်ဖြစ်အဲ့ဒီပွဲစဉ်တွေမှာတော့အာစနယ်အသင်း official website က နေဝယ်ရတအားခက်တယ်ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်တို့လက်ရှိမှာမေးပြီးပေါ့နော်အာစနိုအသင်းနေတဲ့ဒါအဝေးကွင်းမှာဒါကျွန်တော်တော်တော်လေးကိုခဲရခဲစင်းတဲ့ဘောလုံးသွက်ကန်ရတဲ့ပွဲတွေရှိတယ်အဲ့ဒီပွဲစဉ်တွေမှာဒါကျွန်တော်အာစတိုအသင်း member ဝင်ထားပြီးဝယ်လို့ရတဲ့ပွဲစဉ်ရှိတယ်ဥပမာဒါကျွန်တော်မှတ်မဲရကိုချမ်းဒါကျွန်တော် athletic bilbao နဲ့ပွဲစဉ်မှာသူ့အနေနဲ့ သူတို့ဒါကျွန်တော်တို့ဘီဘာဟုသွားသွားမဲ့သွားကြားရကြီးလေးဖြစ်တယ်ပေါ့နော်ဒါကျွန်တော်နေလေလှုပ်လှုပ်ရမဲ့လူများကြောင့်ဘီဘာဟုသွားကြည့်မဲ့လူနေတဲ့အချိန်မှာအာစတုံသင်္ကတာမမ်ဘာဝင်ထားတဲ့လူတွေကိုဘီဘာဟုရဲ့ဝေးဝန်းလက်မှတ်တွေကိုဒါကျွန်တော်ရအောင်အဲ့တော့ပြောချင်တာရှင်းရှင်းလေးပါခမားအားပေးတဲ့အသင်းမော်မူဒီဘောလုံးမဲ့လက်မှတ်ဈေးကတော်တော်လေးကိုကွာလောက်မယ်လေဥပမာလက်ရှိမှာကျွန်တော်လူကောင်မျိုးကျွန်တော်တို့အသင်းတော်တန်ဟော့စပါလို့အသင်းမျိုးကောင်မျိုးအားပေးနေဆိုရင်တော့တောင်းတန်စိတ်ပူစရာမရှိဘူးဒါ final ပွဲတွေကလွင်ဒါဖလားပွဲစဉ်တွေကလွင်ကျွန်တော်အနေနဲ့တောင်းတန်ဒါပါမန်ပွဲစဉ်တွေမှာဆိုလက်မှတ်ကစိတ်ပူစရာမရှိကျွန်တော်အနေနဲ့ကျွန်တော်ကြိုက်တဲ့အချိန်သွားပြီးတော့ကျွန်တော် official ဒါကျွန်တော် website မှာကြိုက်တယ်လို့လွယ်လွယ် ရတယ်ဒါခုနပေါ်သူပဲလက်ရှိမှာကျွန်တော် membership ဝင်တာအဲ့တော့ဘယ်အသေးမဖြစ်ဖြစ်အရေးကြီးဆုံးဒါကျွန်တော်ဘောလုံးဘောလုံးပွဲလက်မှတ်တစ်ခုကိုစဝယ်တော့မယ်ဆိုရင် member ဝင်ရတယ် တော့ခင်ဗျားတို့အသင်းမှာ website မှာဒါကျွန်တော်တနစ်တာ member ဝင်နေလို့ရှိတယ်။သူကတသက်တာ member မရှိဘူး။တနစ်တာ member ပဲရှိတယ်။အဲ့တော့ဒီနေရာမှာတချို့အသင်းတွေကတော်တော်လေးကို connection နေရှိတချို့အသင်းတွေကဂျင်းနေရှိတယ်။ဥပမာကျွန်တော်အသင်းလိုမျိုးဒါတော်တော်များတော့ဂျင်းများပါတယ်။ဒါခုနကပဲလက်ရှိမှာပတ်စံအဝယ်အဓိကကြီးရတယ်မှာပါ။အဲ့တော့ဒီနေရာမှာကျွန်တော်သဘောကျဆုံးဒါ membership နဲ့ပတ်သက်ပြီးဆိုရင်တော့ Manchester City membership လို့ပဲပြောရမှာပါပဲ။ဥပမာ Manchester City ကတနစ်အပြည့်ပြီးတယ်။ခင်ဗျားဒါကျွန်တော် hotel ဒီမှာလို့ gym ထဲကျွန်တော်လက်ရှိမှာကျန်ကျန်တဲ့အသင်းတို့ရာသီတရာသီဖြစ်ခင်ဗျား renew လုပ်ရမယ်ဆိုတော့ဥစားမဟုတ်ဘူး။ City ကဥပမာလက်ရှိမှာခင်ဗျားကဒီနေ့ဒါ တော်အောက်ဟာနိုမာ16ရက်နေ့မှာခင်ဗျာဝယ်လိုက်တယ်။နောက်နေ့နိုမာ16ရက်နေ့အထိအဲ့လက်အဲ့ membership ကပြင်းနေစေဖြစ်တယ်။ကျန်တဲ့အတင်းဒါကျွန်တော်အသစ်တော်တော်များများရဲ့ membership ကအဲ့လိုသွားတာမဟုတ်ဘူး။ခင်ဗျာဒီ YDP အဲ့ membership ကတည်ဘူး။ဟိုမှာလက်ရှိမှာစပါအတင်းခင်ဗျာ membership ကိုထားကျွန်တော် YDP ကုန်ကန်ကြီး3လလောက်မှာဟာငါချစ်ချင်လို့ဝယ်လိုက်တယ်ဆိုရင် YDP ကုန်ရင်3လလောက်ပဲခံမယ်အဲ့ဒါကုန်သွား။ Manchester City တို့ကြ membership ကြအဲ့လိုမဟုတ်ဘူး။ Manchester City ရဲ့ဘယ်လိုပြောတာမဟုတ်ဗျာ။ကလပ်အသင်းနဲ့မှာကိုယ့်ရဲ့ပရိသတ်ကိုကိုတော်တော်လေးကိုပြန်ကြည့်တဲ့ဒါကျွန်တော်အဲ့ကြောင့်လဲ City ပရိသတ်တွေကသူတို့အတင်းနဲ့ပတ်သက်ရင်သူတို့တော်တော်လေးကိုနိုင်ငံအဲ့ဒါ Manchester မြို့ တော်တော်လေးကိုချစ်ကြတယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့စီးသင်းကဒါခုနကပြောသူပဲခမရအောင်မှာဆိုဒီနေ့ဝင်နောက်နေ့ရဒီနေ့မှာမှဒါကျွန်တော်တို့ ဟိုဟာ membership ကကုန်တာပေါ့နော်သူများသိနေမဟုတ်ယာတီကဝိုင်း membership ကကုန်တော့အဲ့တော့ city သင်္ကန် membership အကောင်းဆုံးတော့ပြီးတော့ city သင်္ကန် membership တွေထဲမှာဈေးသက်သာဆုံးလို့ပြောလို့ရမယ့်ထဲမှာပါတယ်တော်တော်လေးလည်းကောင်းပြီးတော့သူ့အနေနဲ့သူ့ package တွေလည်းတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ် Tottenham Hotspur သင်္ကန် Arsenal သင်္ကန် pack member တွေထဲမှာဈေးအကြီးဆုံး membership လို့ပြောလို့ရပြီ Liverpool ဒါကျွန်တော်တို့ Arsenal တို့အဲ့လို Liverpool ဒါကျွန်တော်တို့ sorry Manchester United က membership မှာမစိုးတဲ့ membership လို့ပြောတယ်အဲ့တော့ဒီနေရာမှာ membership ဝယ်ပြီးတိုင်းလက်မှတ်ရဖို့ guarantee တဲ့အသင်းတွေရှိလို့ membership ဝယ်ပြီးတိုင်းလက်မှတ်မရဖို့ ဂရန်တီရဲ့ရှိအဲ့တော့အဲ့ဒီနေရာမှာဒါအသင်းတိုင်းကတပြေးတည်းသွားနေမှာဘူးအသင်းရဲ့အောင်မြင်မှုနဲ့အများကြီးမူတည်တယ်ဥပမာလက်ရှိမှာအာဆလုံအသင်းနဲ့လွန်ခဲ့တဲ့၄နှစ်လောက်ကမမ်ဘာရှိရင်ဒါလက်မှတ်ကိုအေးအေးဆေးဆေးဝယ်လေကျွန်တော်တို့တော့မှဒါကျွန်တော်ခက်ခဲပါတယ်ဆိုတဲ့ဒါကျွန်တော်တို့ဟိုဒါဘီပွဲတွေမှာကအစဒါကျွန်တော်တို့ အာစနယ်ဘက်ခြမ်းကနေပြီးတော့စပါးတို့ဒါကျွန်တော်မြောက်မြို့အဲပေါ့ NLD ပေါ့နော်ဒါကျွန်တော်နော့လန်ဒန်ဒါဘီတို့ပါတော့ဝယ်ရတာလွန်ခဲ့တဲ့၄နှစ်ကအရန်လွယ်ခဲ့တယ်အခုချိန်မှာဒါကျွန်တော်တို့မြောက်လန်ဒန်ဒါဘီမပြောနဲ့ဒါကျွန်တော်တို့ဘော်တန်နဲ့ကံမဲ့ပွဲစဉ်မမဲ့ရတာမနစ်ကလာမသိဘူးကျွန်တော်တို့ FA ဖလာလာကာရာဘောလာမသိဘူးဘော်တန်နဲ့ကံမဲ့ပွဲစဉ်ကျွန်တော်ကြည့်ချင်လို့လို့ဒါကျွန်တော်တို့အသင်းကျွန်တော်တို့အတော့ကွင်းကြီးတွေကုန်သွားကြည့်ပြီးပြီဆိုတော့ Arsenal တကွင်းမဲ့ကြံလို့သွားကြည့်မယ်လို့လုပ်တဲ့အချိန်မှာဘော်တန်လက်မှတ်တော်မှာဒါကျွန်တော်တို့ official website မှာကုန်နေတော့ကျွန်တော်တို့မောင်ခူမှာသွားကြည့်ကြတာ213ပေါင်ဖြစ်နေတယ် အဲ့လောက်ထိအာဆုံးတယ်အဲ့တော့ပြောချင်တာကိုယ့်အသင်အောင်မြင်တဲ့ပုံမှာမူဒီခမရဲ့အသင်ရဲ့လက်မှတ်ဈေးတွေကတက်တယ်ကျတယ်ဒမန်းပေါ်မူဒီအများကြီးသွားပြီးတော့လက်ရှိမှာ Total Hospital ကျွန်တော်သိတာပေါ့နော်ဒါ membership ဝင်ပြီးတော့လွယ်လွယ်ကူကူဝယ်လို့ရတဲ့6သင်းအသင်းကြီး6သင်းထဲမှာဆိုရင်တော့ဒါကျွန်တော်သိလောက်ဆိုရင်တော့ တော်တန်ဟော့စပယ်ရှိမယ်ယူနိုက်တက်ရှိမယ်ပြီးရင်ဒါကျွန်တော်နောက်ဆုံးတီလောက်ကစီတီရှိမယ်စီတီနဲ့ဒါယူနိုက်တက်စပါးနဲ့ကအလွယ်ဆုံးတော့မပါတယ်ပြိတ္တအရမ်းမများတဲ့တော့မပါတယ်ပြီးယူနိုက်တက်ကခုလက်ရှိမှာဒါကျွန်တော်တော်တော်လေးတိကျတယ်မဲ့ဒါပြိတ္တတွေကအင်းငင်အင်းငင်ဖြစ်နေကြောင်းမို့ယူနိုက်တက်လက်မှတ်ကလည်း official membership ဝင်ပြီးတော့ဒါကျွန်တော်တို့ကြည့်ရလွယ်ကူရတယ်မှာပါအဲ့တော့အခုလက်ရှိမှာခတ်တာကဒါကျွန်တော်တို့ Liverpool ရဲ့ Arsenal Chelsea Liverpool ကဟိုးရင်ကြတဲ့ခတ်တာဒါကျွန်တော်တို့မှတ်မဲ့ရတာကျွန်တော်ဒါ London မှာဘောလုံးဝေးစားကြည့်ကြတယ် Liverpool membership ဝယ်ပြီးတော့ဘယ်တော့မှဘောလုံးဝေးကြည့်လို့မရအောင်အဲ့တော့လူရမ်းများတဲ့အချိန်မှာ ပြိတ္တအနေနဲ့ဒါတရားဝင် website ကဝင်မယ်ဆိုရင်ဒီနေရာမှာတို့က ballot လောက်ပါ ballot လောက်ရဆိုခမရဘလုံးမွေးလက်မှတ်မဝဲသိခင်တော့မှခမရခမရခမရပတ်စံအရင်ကိုသဘောတင်ထားပြီးတော့ခမရဒီလက်မှတ်ကိုဝဲပါမယ်ဆိုတဲ့ဒါကျွန်တော်တို့မဲကိုနှံ့ရသေးတယ်အဲ့ဒီမဲပေါက်မှာခမရဝဲပိုင်ခွင့်ရှိတယ် နော်အဲ့လိုပုံစံမျိုးသွားတယ်အဲ့တော့ Liverpool နဲ့လေကျွန်တော်တို့ Chelsea ကကျွန်တော် official website ကဝယ်ခဲ့တယ်ကျွန်တော်မသိအဲ့ဒါတော့ကျွန်တော် သိမိတယ်အဲ့တော့ Liverpool နဲ့ Arsenal ကျွန်တော်ဝယ်ဘူးတယ် Liverpool တင်းကဒီလို Bellot နှိုင်းရတယ်ကျွန်တော် Bellot နှစ်ခေါက်ပေါက်ဘူးတယ် Liverpool က Arsenal က Bellot တစ်ခါမှမတင်ဘူး Goal Chance က Bellot ခဏခဏပေါက်တယ်ပြောတယ်အဲ့တော့ Bellot ဆိုတာ Man United အဲ့တော့ Man United ပေါက်မှခင်ဗျအဲ့ဒါလက်မှတ်ဝယ်လို့ရတာ ော့မင်းရင်နိုင်ရသေးတာနော်မင်းနိုင်တာပေါ့မှာခမကန်ကောင်းမှလက်မှတ်ဝယ်လို့ရအဲ့တော့လစ်ဗာပူးနဲ့အာစနယ်ကျွန်တော်လစ်ဗာပူးကဘောလုံးမစကြည့်ခဲ့ဘယ်လော့နဲ့သွားနေတာပဲအာစနယ်ကလည်းခုနောက်ပိုင်းပါဘယ်လော့ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးသွားလာအဲ့တော့အာစနယ်ကဒါကြောင့်မို့လဲကွင်းချဲ့ချင်တာကဒါကြောင့်မို့လဲပါတို့နေတို့ပြိတ္တတွေခုလည်းရှိမှာတော်တော်လေးကိုများလာတဲ့အတွက်ကြောင့်မို့တို့ပြိတ္တတိုင်းကိုဝင်ဆန့်စီခြင်းတဲ့သဘောမျိုးကိုလုပ်စီခြင်းတော့ကွင်းချဲ့ဖို့အတွက်လက်ရှိမှာစူးစမ်းနေတာဖြစ်တယ်အဲ့တော့လစ်ဗာပူးလက်မှတ်ကတော့ဒါရှင်းနေတို့ကဘယ်လော့နဲ့သွားတယ်လစ်ဗာပူးကလစ်ဗာပူးမျိုးမှာပြိတ္တတွေများတယ်ဒါကြောင့်အေဗာတန်နဲ့တို့နှစ်သင်းလောက်ပဲရှိရကြောင့်လစ်ဗာပူးပြိတ္တကတအားများတယ်ပေါ့နော်အဲ့တော့လစ်ဗာပူးကသူ့ဟာသူနဲ့အမြင်နဲ့ပြည်နေတယ်မှာပ ါပါလေဘူးဆိုကျွန်တော်ဘယ်တော့မှဒါဘယ်လိုနှစ်ခါအောင်ဘူးတာလဲဘယ်တော့မှဒါကျွန်တော်ချန်ပီယံလိတို့ပါလို့ဆိုရင်ကျွန်တော်ကိုယ်တိုင်ဒါမောင်ခူရပဲဝယ်ရတယ်မှာပါအာစတန်လည်းမောင်ခူရပဲများတယ်အဲ့တော့စပါရာ official website ကကျွန်တော်အမြဲတမ်းသွားကြည့်တယ်ပြီးမန်ချက်စတာစီးတီးကလည်း official website ကကျွန်တော်အမြဲတမ်းသွားကြည့်တယ်ယူနိုက်တက်ကလည်းကျွန်တော်တိတိကျကျွန်တော်မောင်ခူဆိုလို့ villarreal နဲ့ဒါကျွန်တော်တို့ အဲ United ဘောစင်မှာကျွန်တော်မှန်ကိုကြည့်ဘူးတယ်။ကျန်တဲ့ဘောစင်မှာကျွန်တော် United ကဒါ official ကြီးကပဲတော့ကြည်တာများတယ်။ဒီနေ့မှာ Chelsea ကတော့ဘာလို့ဒီနေ့မှာလက်မှတ်ဝဲဖို့ Chelsea ကကွင်းသေးလို့ဒီကြီးချောက်ကြီးထဲမှာဒါ Chelsea ရဲ့လက်ရှိကွင်းကအသေးဆုံးကွင်းလို့ပြောလို့ရတယ်။အဲကြောင့်မို့လို့ရှိမှ Chelsea ရဲ့လက်မှတ်ကဝဲရခတ်တယ်။ Chelsea နဲ့ပတ်သက်ပြီးတော့လက်မှတ်တွေကတော်တော်လေးဟိုဒါကျွန်တော်ကစည်းကကမောက်ကမသွားရတယ်မှာပေါ့။ပြီးတော့ခုနပြောတဲ့လက်ရှိဘောလုံးကွဲအသင်းရဲ့ခြေစွမ်းနဲ့လည်းမူတည်တယ်။ခြေစွမ်းပေါ်မူတည်ပြီးဒါကျွန်တော်အမြင်နဲ့ဒါလက်မှတ်စည်းကအနည်းနဲ့များများသွားအဲ့တော့လက်မှတ်စည်းတွေကဘယ်စည်းရှိတယ်။တရားဝင်စီကဝယ်မယ်ဆိုရင်အနည်းဆုံးက35ပေါင်ကနေအများဆုံးက85ပေါင်လေး ရှိပါတယ်အသင်းနဲ့ဒီတိုင်းပါပဲအဲ့ဒါအနည်းဆုံးကောင်းတာပေါ့ဆိုကိုအသင်းကဒါကျွန်တော်တန်းစင်းနိုင်နေတဲ့အတွေ့အကြုံဆို35ပေါင်တာသူတို့ category C လို့သတ်မှတ်တယ်။ဥပမာလက်ရှိမှာဒါကျွန်တော် Liverpool က Manchester United နဲ့တွေ့ပြီဆိုရင်ဒါ category A လို့သွားပြီးတော့ဒါဟာတရားဝင် website မှာ85ပေါင်သွားတယ်။ဒါပေမဲ့ဒီနေရာမှာမှောင်ခိုကအမြင်နဲ့စကားပြောတယ်။ကျွန်တော်တို့ဆိုလားကျွန်တော်တကယ်ပွဲကြီးပွဲကောင်းနဲ့မှောင်ခိုကပဲဝယ်ကြည့်ရတာများပါတယ်။မှောင်ခိုဆိုအနည်းဆုံးတခဏပဲဘယ်လက်မှတ်ပဲဖြစ်ဖြစ်ဒါပေါင်100ကျော်ကနေစတယ်။မြန်မာငွေနဲ့ကုစည်နဲ့တော်ပဲဆိုရင်6သိန်းကျော်ပေါ့နော်။ဒါကျွန်တော်တို့ ပွဲကောင်းရင်ကောင်းလို့ပွဲအခြေဒီတန်ဖိုးပေါ်မူတင်မူတီလို့တော်တော်လေးကိုဈေးကြီးရတယ်မှာပါတယ်ဒါပေမဲ့ရတာကျွန်တော်တို့စပါးနဲ့အာဆင်နဲ့ဒါကျွန်တော်ချန်ပီယံလိလူနေတဲ့အချိန်မှာကျွန်တော်အနေနဲ့ပေါင်316ပေါင်ပေးပြီးတော့အဲ့ဒီပွဲကိုကြည့်ခဲ့ရတယ်မှာပါအဲ့တော့ဒါကျွန်တော်ကန်ကောင်316ပေါင်ကတခုကောင်းတာကဒါကျွန်တော်ထမင်းပါညာကျွေးတယ်ဒါစီရပေါ်တာပေါ့နော်ဒါပေမဲ့ ဲ့လောက်ထိဈေးကြီးရနေတာမှရှိပါအဲ့တော့ပြောချင်တာပွဲရဲ့တန်ပူပေါ်မူတည်ဘလုံးပွဲလက်မှတ်တွေကဈေးရန်กว่าတယ်ပွဲရဲ့လက်မှတ်ပေါ်ပွဲရဲ့အခြေတွေပေါ်အသင်းရဲ့အခြေတွေပေါ်မူပြီးလက်မှတ်ကတအားกว่าတယ်အကုန်လုံးကတော့ membership ဝယ်ပြီးပဲကြီးရတယ်ဒါမှပါတယ်အဲ့တော့လက်မှတ်တွေတန်းမှာဒါကျွန်တော်ဈေးတက်တာဆိုကျွန်တော်နေနဲ့သွားမယ် CD သင်အများန်းသွားတယ်ဒါအများန်းဈေးကြီးဆုံးဆိုရင်တော့ Arsenal သင်ကအများန်းဈေးကြီးဆုံးသွားလိမ့်မယ်အလေလက်မှတ်ဆိုဒါ United ရှိမယ် Spurs ရှိမယ်ဒီနှစ်သင်းသွားမယ်အဲ့တော့ Liverpool ကတော့ကျွန်တော်သိကြတော့ Arsenal နဲ့အဲ United Spurs ကြားထဲမှာသွားတယ် Chelsea ကလည်းအဲကြားထဲမှာသွားမယ်တင်အောက်ဆုံးကတော့ကျွန်တော် City သင်ဖြစ်ဖို့များတယ် City သင်ကတော့ကျွန်တော်ဝယ်ရတဲ့လက်မှတ်တွေမှာဈေးအသက် တာဆိုနေတော်တော်လေးကိုလွဲရတာအဝဲရတာအာယုံအနောက်တော်ပြီးတော့ကွင်းရဲထဲမှာဆိုလဲတော့လာတာအလွယ်ကူဆုံးက City Queen လို့လည်းပြောရတယ်မပါတော့ City နဲ့ကိုသိင်းနဲ့ကန်တိုင်းပဲ City နဲ့ဒါ United နဲ့ဒါကျွန်တော် City နဲ့ပွဲရင်သွားကြည့်ရဆိုတော်တော်လေးကိုအဲ comfortable ဖြစ်တဲ့ဥစ္စာလို့ပြောလို့ရတယ်မှာပါတယ်ဘောလောက်ပါပဲအဲ့ဒါကျွန်တော်ခင်ဗျားတို့နည်းနည်းလေးရှင်းပြတာဖြစ်တယ်နည်းနည်းလေးလည်းနားလဲအဲ့တော့ဘလုံးဘွဲတစ်ဘွဲသွားကြည့်မယ်ဆိုခင်ဗျားက visa ပါညာဟိုမှာအနည်းဆုံး30000လောက်ပါသွားမှအဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့ဟိုမှာနေစည်းစားစည်းကတအားအဓိကကနေစည်းပဲနေစည်းကတအားစီကြီးပါတယ် အဲ့ဒါကိုထည့်တော့ဖို့ရည်ကြွယ်တော့ပါပဲမြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာအမြဲနိုင်မှာဖြစ်ပါတယ်အားလုံးကြိုးတို့ပါတယ်ကောင်းမွန်တော်နေ့နေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေမှာကျွန်တော်နောက်မှတွေ့ကြအဖို့ဒီပါပါဗျ